ဂျပန်ကိုရောက်ရှိနေတဲ့အမေရိကန်ကာကွယ်ဝင်ကြီးဂျေးစမတ်တစ်ကအီရန်နိုင်ငံဟာအကြမ်းဖက်ဝါဒကိုထောက်ပံ့ပေးနေတဲ့ကမ္ဘာအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ဖေဖော်ဝါရီ၄ရက်နေ့မှာဝေဖန်လိုက်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံရဲ့ဆက်လက်နက်ဝယ်ယူရေးကွန်ရက်ကိုလောလောလတ်လတ်ပြိပင်တားမြစ်မှုတွေချမှတ်ခဲ့တဲ့အချိန်မှာပဲတူဂျိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကာကွယ်ဝင်ကြီးမတ်တစ်ကအီရန်နဲ့ပတ်သက်ပြီးပြောရရင်တော့အီရန်ဟာကမ္ဘာပေါ်မှာအကြမ်းဖက်ဝါဒကိုစပွန်ဆာပေးနေတဲ့တခုတည်းသောအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါပေမဲ့ မေရိကန်အနေနဲ့အဲ့ဒီအကြမ်းဖက်ဝါဒကိုလက်တုပ်ပြဖို့အရှိအလေပိုင်းမှာအမေရိကန်တပ်ဖွဲ့အရေးအတွက်ကိုတုံ့ပြန်သွားဖို့အစီအစဉ်မရှိဘူးလို့တော့ကာကွယ်ရေးဝန်ကြီးမှတစ်ကဆိုပါရယ် အီရန်ပေါ်ပိတ်ပင်မှုအသစ်တွေချမှတ်ခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူတွေကဖေဖော်ဝါရီ3ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးဒီလိုပိတ်ပင်မှုအသစ်တွေကိုချမှတ်တာဟာမကြသေးခင်ကအီရန်ရဲ့ပယ်ထိန်ထုံးစီစမ်းသပ်ပစ်ခတ်မှုနဲ့ sorry စစ်သည်မှုကိုတိုက်ခိုက်ခဲ့တဲ့ယီမင်ကဟူတီတပုံတွေကိုထောက်ပံ့ပေးမှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ယခုပိတ်ဆို့မှုအသစ်တွေဟာအမေရိကန်အနေနဲ့အီရန်ရဲ့အနုမြူအစီအစဉ်ကိုရည်ရွယ်တဲ့ပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးမယ်လို့အစိုးရပိုင်းကပြောကြားထားတဲ့ကိစ္စကိုဆွန့်လွှတ်လိုက်ပြီလို့မဆိုလိုကြောင်းအမေရိကန်တာဝန်ရှိသူတွေကပြောပါရယ်။ ဒါပေမဲ့ထရန့်အနေနဲ့သူရှိကသမ္မတဘာရက်အိုဘားမားရဲ့2015ဇူလိုင်လကအီရန်ကိုပိတ်ဆို့တားမြစ်မှုတွေပြုလုပ်ခဲ့ခြင်းကိုအလေးမထားတဲ့သဘောမဟုတ်ကြောင်းနဲ့အခုပြုလုပ်ခဲ့တဲ့ပိတ်ဆို့မှုတွေဟာအီရန်နိုင်ငံကိုနောက်ဆုံးပိတ်ဆို့အရေးယူမှုလည်းမဟုတ်ကြောင်းအမေရိကန်တာဝန်ရှိသူတွေကပြောပါရယ်။